ကျွန်တော်ညီကိုတွေအကုန်လုံးတန်ဖို့ဒီကာရလေးကိုတော့မနေ့ကူကောက်ညကူကောက်တော့အင်းယူပေးပါဘေးရွတ်နေတဲ့ကောင်တွေကဟမ်ကျွန်တော်လည်းဒီထက်မကရွတ်နေပါတယ်ဒီလိုကမခုမနော်ဒီလိုလုံးပေါ့လုံးမလုံးနဲ့နော်မင်းတော့ဘယ်လိုလဲစက်မသားပြီမို့လို့ငါတို့ကကန်တီရဲ့ဆင်းဦးပြေကိုလိုက်လာရဲ့ကောင်လေးမင်းလည်းတော့ဘူးတော်ပေါ့လားတို့တို့ခေါ်မဲခေါ်မဲခေါ်မဲ တို့ပြပြပြတော့မလောနဲ့မေတ္တာရရမယ်မေသူခွေတဲ့နဲ့ကိုကန်ထလွယ်ဟာခွေတဲ့နဲ့ကိုလွယ်ဟာငါတို့ကကန်တီရဲ့အားလုံးပဲမင်္ဂလာပါဒီနေ့2025သုံးလပိုင်း20ရက်နေ့ညနေပတ်မှာရေးပေါ် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေပတ်မှာပထမဆုံးနောက်ထောင်ရမယ့်သတင်းတွေကတော့ အာကရင်နေပြည်မိုးလခဲမြော့နေမှာမြော့ကိုဒိုလိုင်းတပ်ဖွဲ့တွေကပြီးသက်သိမ်းပန်နိုင်ရေးကိုတိုက်ခတ်မှုမှာစစ်တပ်ဘက်မှာဘူမူမြော့မင်းသူအပါဝန်စစ်တပ်ဘက်မှာတေဆုံးနေတဲ့လူတတော်လေးကိုမြတ်တယ်လို့သိရှိရပါတယ်ဒါအပြင်စစ်တုံးပန်းတွေလည်းဖမ်းမိဖမ်းဆီးရရှိထားတယ်လက်နေခင်းအတွေကိုလည်းအများပြသိမ်းဆီးရရှိထားပါတယ်နောက်မှာလည်းကျွန်တော်တို့ဒိုလိုင်းတပ်ဖွဲ့တွေကသိမ်းပတ်ရရှိထားတဲ့ယူတန်ဖက်တွေ ဖမ်းမိထားတဲ့စစ်သုံးပတ်တွေယူတန်ဖန်တွေကိုလည်းကျွန်တော်နဲ့တူပြင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်။ဆိုတော့ဒီဟာကတိုလိုင်းတပ်ဖွဲ့တွေကတက်ခတ်နေတာတပတ်လောက်ရှိနေပြီ။ဒီဟာကတော့အပီးပန်ကိုဘုလခင်မြို့ကပီးပန်သင်းပန်နံဖို့အတွက်အာကျွန်တော်တို့ဆက်ပြီးတော့တက်မှာလို့အာ CHO ဖုန်းနိုင်ကပြောဆိုတာရှိပါတယ်။ဒီဟာကတော့ကျွန်တော်တို့ မကြခင်မှာမလူခင်မျိုးကိုသိမ့်ပတ်နိုင်တော့မှစစ်သုံးပန်းတွေလည်းအများပြသိသိရရှိတယ်လို့သိရှိရပါတယ်။နောက်တစ်ခုသတင်းကတော့ခက်တိမီဒီယာကကိုနိုင်ငယ်တင်ဆက်ပေးထားတဲ့စစ်တပ်တွေအကြမ်းမှာမွေးရေးစေဝါမှုနဲ့ပတ်သက်ပြီးတော့ဖမ်းဆီးမှုတွေအရေးယူမှုတွေစစ်တပ်ကိုလော့ဆောင်နေလို့သိရှိရပါတယ်။ဒါကိုကိုနိုင်ငယ်ကအပသေးစစ် တင်ဆက်ပေးထားတဲ့ယူသံမှန်ကိုကျွန်တော်နဲ့တူနားထောင်ကြည့်ကြည့်အောင်နော်ဘလူးရယ်စစ်တပ်တွေထဲမှာဘလူးရယ်လုံးစားနေကြတယ်လေသူအခုကတော့သူကတော့ရှမ်းမြုတ်ကဖန်စီခံရတဲ့သူတွေထဲမှာပါတယ်လို့သိရှိရပါတယ်တေချာလေးနားထောင်ကြည့်အောင်ရှမ်းမြုတ်နဲ့မြောက်ပိုင်းတရင်မြို့မှာဂျပန်ဝင်းလင်းဂန်တွေနဲ့ပတ်သက်မှုကြောင့်ဖန်စီခံထားရတဲ့ဂျပန်စကောက်စီရဲ့ရမကတိုင်းမှုဟောင်းဘိုချုပ်မြင့်ကျော်ထွန်ဆိုတဲ့သူကိုစစ်ဆေးတဲ့အချိန်မွေးရစင်းနဲ့လက်နက်သယူမှုတွေပါပေါ်ပေါက်လို့ဆိုပြီးသူတို့နဲ့ပတ်သက်တဲ့ပြင်းငိမ့်ဆန်းကားလိုက်တဲ့အတူ ကားတွေအားလုံးကိုပါစစ်ကောင်စီကပိတ်ပင်သိမ်းယူလိုက်ပြန်တယ်လို့စစ်တပ်ကလေးရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်အဲ့ဒီအချက်ဖတ်စစ်ကောင်စီဘက်ကရမခတိုင်းမူဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးအပါဝဲထိတ်တန့်အရာရှိ၅ဦးဟာ MNDAA တက်ကလာရှုံလို့နဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးကိုတင်ပိုက်တဲ့အချိန်အကြီးအကျယ်စစ်ရှုံးပြီးတိုင်းစစ်ဌာနချုပ်ပါလက်ကင်မရှိတော့တဲ့အရာရှိတွေဖြစ်ပါတယ်အဲ့ဒီနော် စစ်ကောင်စီကအဲ့ဒီထိတ်တန့်အရာရှိကြီး၅ဦးကိုကြားဖြတ်ငွေလိမ်ဂိုင်းတွေနဲ့ပတ်သက်တယ်ဆိုပြီးတော့ပါဖမ်းဆီးစစ်ဆေးနေရမှာဘုံမှုချုပ်ထုံးနိုင်ဆိုဆိုတဲ့ဒူပဲပြန်လဲလွတ်မြောက်လာပြီးနောက်ထပ်တိုင်းမှုဟောင်းဘိုးချုပ်မြင့်ကျော်ထုံးနဲ့တရံမျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမှုနေလင်းဆိုသူတို့ကတော့စစ်ဆေးနေတဲ့အချိန်မှာပဲမူရစင်းနဲ့လက်နက်တဲယူမှုတွေမှာပါဝင် ပတ်သက်နေတယ်ဆိုပြီးသူတို့နဲ့ပတ်သက်တဲ့ပြည်ငိမ့်စံကားလိုက်တဲ့အတူကားတွေအားလုံးကိုပါစစ်ကောင်စီကပိတ်ပင်သိမ်းယူလိုက်ပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ ကျန်းဖက်စကောင်စီတက်ကလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတွက်မိဘမဲ့ကျောင်းနဲ့ဘုန်းကြီးကျောင်းကလူငယ်တွေရဲ့စရင်ကိုပါကောက်ခံနေပြန်တယ်လို့ဒေသခံပြည်သူတွေကရုံကစ်တဲ့ကိုပြောပါတယ်။ဒါကတော့လက်ရှိပဲကိုတိုင်းကပြည်မြို့မှာတင်အခုမတ်လတင်းမှာပဲအကျန်းဖက်စကောင်စီတက်ကလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတွက်သူတို့ရဲ့စစ်မှုတန်းစင်ခေါ်ရေးအဖွဲ့ကညွန်ကြားချက်ကြောင့်ဆိုပြီးတဆိုင်ရရဲ့ကြီးအုပ်ချုပ်ရေးအဖွဲ့တွေကမိဘမဲ့ကြောင်းနဲ့ဘုံကြီးကြောင်းမှာရှိတဲ့လူငယ်တွေရဲ့စရင်ကိုပါလိုက်လံကောက်ခံနေပြန်နေဆိုပါတယ်။အင်းဒါပြင် ဲ့လိုဆင်းရဲကောက်ခံမှုနဲ့အတူစစ်မှုထမ်းရမယ့်လူငယ်တွေထွက်ပြေးမှာစိုးလို့ဆိုပြီးတချို့လူငယ်တွေကိုစရင်အရာကြိုတင်ဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုတခါတည်းပို့ပြတဲ့အခြေအနေတွေလည်းဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဒါအပြင်တစ်ဖက်ကရန်ကုန်မြို့မှာလည်းအခုမတ်လတဲမှာပဲကမာရွတ်မြို့နယ်လှဲတန်းမှာစစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လွှတ်ထားတဲ့လူမိုက်အဖွဲ့တွေဟာလူသွားလူလာပြတ်တဲ့နေရာတွေမှာအင်စီကားတွေနဲ့စောင့်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက် တတိထသွာလာကြဖို့ကိုလေဒိတာကံပြည်သူတွေကအသိပေးထားပါသေးတယ်အဲ့ဒီလိုလှဲတန်းဘက်မှာပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့လူမိုက်အဖွဲ့တွေကိုစစ်တပ်ကလူငယ်တအုပ်ဖမ်းပေးရင်ငွေချက်3သိန်းပေးတဲ့အတွက်လူမိုက်တွေကရုတ်ပြက်ဆင်းပြက်နေကိုကားတွေပေါ်ပေါ်တင်ကြီးဆွဲတင်ပြီးလူငယ်တွေကိုဖမ်းဆီးတာတွေအတိလုံနေကြတာဖြစ်တယ်လို့အဲ့ဒီကနေဖမ်းဆီးခံရတဲ့လူငယ်တွေကိုလက်နက်တော့ထွေအုပ်ယုံနေပို့နေကြတာဖြစ်တဲ့အတွက်အဲ့ဒီလှဲတန်းဘက်လာမဲ့လူငယ်တွေအနေနဲ့ လူပြက်တဲ့နေရာတွေကိုရှောင်ရှားသွားလာကြဖို့တတိပေးကျင်ပါတယ်လို့လေလဲထဲမှာနေတဲ့ကမာယုတ်မြို့နယ်လုံးဆိုင်ရာပရိုက်တာအဖွဲ့ဝင်တဦးကအတိပေးပြောထားပါသေးတယ်ခင်ဗျ။အင်းຢာကတော့စစ်ကောင်စီလက်အောက်ခံနော်လူစုလူမတ်တွေနဲ့စစ်တပ်တွေကပေါင်းပြီးတော့လော်ဆားနေတဲ့အကြောင်းတွေကိုခက်တိမီဒီယာကတင်ဆက်ပေးတာ။ဆိုတော့နောက်တစ်ခုပြန်ပြီးတော့ကြည့်ရမယ့်ရွတ်တန်ဖန်ကတော့ခုနကကျွန်တော်ပြောတယ်ဘူလခဲ ဘုရခေမြို့အာမြို့သိမ်းတပ်ပွဲမှာဖမ်းမိထားတဲ့စစ်တုံးဘန်းလို့နော်စစ်တုံးဘန်းတို့နဲ့ယူတန်ဖန်တပ်ပွဲထဲမှာဘလူတွေတိုလိုင်းတပ်ဖွဲ့တွေကတက်ခတ်နေလေစစ်ကောင်စီတပ်ဖွဲ့တွေကိုကျွန်တော်တိုလိုင်းတပ်ဖွဲ့တွေကဘလူတွေအာပြောဆိုနေလဲဆိုတာကိုကျွန်တော်နဲ့တူရင်းဆုံးကြည့်ရမှာဖြစ်ပါတယ်ဒီထဲမှာတိုလိုင်းတပ်ဖွဲ့တွေကပြောသွားတာကတော့မင်းတို့တွေကိုဘာမှမလုပ်ဘူးကျွန်တော်တို့စိုးစိချုပ်ကဘာမှမလုပ်ခံဘူးအမိပေးထားတယ်မင်းတို့တွေကိုမင်းတို့လိုမဟုတ်ဘူးအာမင်းတို့ဘာမှမလုပ်ဘူး AAC AAC ပဲလက်နဲ့ချကြပါဆိုပြီးတော့အာအိုခုန်နေတဲ့ယူတန်ဖန်ကိုကျွန်တော်နဲ့တူကြည့်ကြအောင်နော် ။ညာကဘောဂရင်းဌာနကနဲ့တင်းဆက်ထက်တာတင်းထားတယ်မို့။ဒီမှာညာဆက်ခဆက်ခလာလာဒီလိုလာလာဒီလိုလာလိုက်။ဟေးသွားလာသွားလာသွားလာ။ဟဲ့ရပါတော့ဒီလိုလာအောင်ရ။ဟေးသွားလာဒီလိုဒီကောင်ကဆက်ခ။ဘိုးဘယ်မှာလဲတကံကြံနေတယ်နော်။ဒီရောတောင်းကောဟောမ။ဟဲ့ရတယ်ရပါ။ဘာမလို့ဘူးလို့ဘာမလို့ဘူးရပါ။ ဘာမှမလုပ်ဘူးနော်ရှင်ဦးစီးမိတ်ပေးတော့တယ်ငါတို့ကခေရတီရရှင်ဦးပရေကိုလိုက်လာတယ်ကောင်းတယ်ငါတို့ကခေရတီရရှင်ဦးပရေကိုလိုက်လာတယ်ဘာမှမလုပ်ဘူးရှင်ဦးစီးမလောက်ခိုင်းဘူးရှင်ဦးပရေမလောက်ခိုင်းဘူးထထထအခုမှမတော့နဲ့ဟဲ့ထထအခုမှတော့ဒီလိုလိုပေါ့လို့မလုပ်နဲ့နော်မင်းတော့ဘယ်လိုလဲစက်မသားဘူးမင်းတို့ มาดูกีันดีเสียอุปลียนไลน์อะไรกันเลยไม่ได้เลยโอ้โหตัวป่าละตัวตัวตัวเข้าไปตัวเข้าไปตัวเข้าไปตัวจะพี่พี่พี่ตัวมันร้อนเนี่ยไม่ตายง่ายไหมไม่ตุ้งคุยตั้งแล้วกันกันรวยฮะคุยตั้งแล้วรวยฮะมาดวกัตนดีเอ얘가시간땡잡으면못하네에허마

ဆိုလိုနေရာကတော့အခုနကျွန်တော်ပြောသလိုပဲကျွန်တော်တို့တော်လိုင်းတက်ဖို့တွေကမင်းတို့တွေဘာမှမလုပ်ဘူးကျွန်တော်တို့ဆိုးဆစ်ချုပ်ကဘာမှမလုပ်ခံဘူးအမေပေးထားတဲ့ဘာညာပေါ့နော်ဆိုတော့ဒီလိုမျိုးတော်လိုင်းတက်ဖို့တွေကခိုးနေတာဖြစ်ပါတယ်နောက်တစ်ခုကတော့အဲ့မှာဘုံမရရက်ကိုဖက်မှာအခုဘလိုတွေဖြစ်နေလဲဆိုတော့ကျွန်တော်လည်းတူပြင်ပြီးတော့နားထောင်ကြည့်ရအောင်တမှုတွေပေါ့နော်တမှုတမင်းတွေသူခေါ်ပြီးတော့ဆုံးရှုံးသွားတဲ့နေမျိုးတွေကိုပြန်ကြရနိုင်အောင်တိုက်ပြီးဆိုသူပြောခဲ့တယ်ပေါ့နိုင်အောင်တိုက်ပြီးနိုင်အောင်တိုက်လို့ရှင်မရဘူးတို့ပဲဆိုတာမျိုးသူပြောတယ်လို့ပြည်စည်းဘာလို့ဖွားတယ်ဟုတ်လားဆိုတော့ဟုတ်ရင်ကျွန်တော်တို့ကြိုက်တယ်ဒါလို့ဆိုတော့တစ်ချက် ားပါတော့စိုးချုံမနေနေရခိုင်ပြည်နယ်ပဲထားပါတော့ရခိုင်ပြည်နယ်ကိုစစ်တိုင်းမှုတရားကိုခေါ်မယ်တိုင်းမှုတရားကိုခေါ်မယ်နောက်တိုင်းမှုကိုခေါ်မယ်နောက်တိုင်းမှုအောက်ကဒုတိုင်းမှုအစင်ပုတ်ကိုဘူးစုတွေကိုခေါ်မယ်နောက်ဘူးမှုအစင်တွေခေါ်မယ်နောက်ကာနယ်တွေကာနယ်တွေကိုခေါ်မယ်နောက်ဒုဘူးမှုအစင်တွေပေါ့နော်လက်တစ်ကတော့ဒီလက်တစ်ကတော့ကာနယ်တွေပေါ့နော်သူတို့ခေါ်မယ်ခေါ်ပြီးရင်သူတို့ခေါ်ပြီးတော့ဘယ်ပိုင်းဘယ်ပိုင်းဘယ်မျိုးဘယ်မျိုးမင်းတိုင်နိုင်ခင်မင်းຢာတို့ကဒုဘူးမှုရဘူးစုတက်ဖြစ်မယ်ဘူးမှုရောင်မှုဘူးစုတက်ဖြစ်မယ်ဘူးမှုကဘူးစုတက်ဖြစ်မယ်တိုင်းမှုတက်ဖြစ်မယ်ဒုဘူးမှုဆိုဘူးစုတန်းပေးမယ် မင်းဗန္ဒနာတိကြရင်ဆိုတော့ထားပါတော့ဒီမူကြီးတယောက်ကရခိုင်ပြည်နယ်ကလူလုံးပြန်ရအောင်သူဥဆောင်တိုက်သွားတယ်ဆိုရင်အဲ့ဒီမူကြီးကိုပို့ကျုံအောင်တမ်းပေးတယ်ဒီလိုမျိုးကျွန်တော်အားအားပေးတယ်နော်အားအားပေးတယ်ဟိုရှမ်းမြောက်ကိုဘူးသူအမှန်ဆိုရင်တော့သူတို့ရာထိုးတက်ဖို့အတွက်လက်အုပ်ငေးသားတွေအသက်ပေးပြီးတော့အဲ့မှာတိုက်ခိုင်းတော့မှာတရားကတကယ်မှန်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီလက်အုပ်ငေးသားတွေကိုသူတို့အသက်တွေကိုအသက်ပေါင်းများစွာကိုခုစစ်မှုထမ်းတွေပေါ့နော် စစ်မှုထမ်းတွေကအသက်ပေါင်းများစွာပေးဆက်ထားပြီးတော့သူတို့ရာထူးတက်ဖို့အတွက်လောက်ခန်းတော့မှာဒီဟာကကျောင်းမင်းကရန်ကိုကြက်တယ်တဲ့ဒီဟာကကောင်းတယ်တဲ့နော်သူတို့သူရဲ့လက်ဝင်ငွေသက်စစ်သားတွေအကောင်လုံးကိုတေးဖို့နော်ဒီဟာကတေးပေးရမှာမဖြစ်မနေကိုတေးပေးရမှာနော်တဲတယ်ဆိုလို့ရှိရင်တော့သူစစ်ပင်ပြီးတော့ဆိုရဆိုရှင်နေဆိုလို့ရှိရင်အဲ့ဒီလက်ဝင်ငွေသားတွေကတကယ်ကိုတက်ချင်လို့လားမတက်ချင်ပဲနဲ့တက်တယ်ဆိုလို့ရှိရင်တော့အမအကောင်လုံးကတော့တေးပြီးသားကျွန်တော်တို့လိုင်းတက်ဖို့တွေကတော့ဘယ်သူကမှမင်းတို့တက် တိုက်ပြီးရင်မင်းတို့ယာထုပေးမယ်ဖတ်ဆန်ဘလော့ပေးမယ်ဘာညာပေးမယ်ဆိုတဲ့လူတွေတယုံပါဘူးလို့ဆိုတော့မင်းတို့တွေကိုချီမွမ်းချီတော့တက်နေတဲ့ကောင်တွေကြီးပဲလက်ဝငေးသားကအစလက်ကြီးပန်းအသက်ကြီးပန်းကအစပေါ့နော်အဲ့တော့မင်းတို့တွေကိုတက်ဖို့အတွက်ထက်လာတဲ့ကောင်တွေကြီးပဲအခုချိန်မှာမင်းတို့စုဆောင်ထားတဲ့သူတွေကတော့အာစစ်မတက်ချင်မင်းနဲ့အခုအပြိုတန်းကစားနေတဲ့အဲ့မှာ အိမ်မှာကစားနေသူတို့မိမတွေနဲ့ကစားနေသေးတဲ့လူတွေကိုပါဖမ်းဆီးပြီးတော့ခိုးဆောင်နေတဲ့ချိန်မှာအခုလိုမျိုးအသက်တွေပေးပြီးတော့ပေးခန်းပြီးတော့အာရထူးကြီးတွေတူးပေါ့တူးတယောက်တူးတယောက်ပေါ့နော်ရထူးကြီးပေါ့အတွက်အသက်ပေးပေးရမှာဆိုတော့တော်တော်လေးကိုအားပေးတယ်ပေါ့နော်ဘူတယောက်ကရှမ်းမြောက်ကထောက်ဝက်လောက်ကိုတိုက်ပေါ်တယ်အဲ့လိုဘူဂျုံဘူဂျုံတန်းပေးတယ်ဘာကြောင့်လဲဆိုတော့တိုက်ရနည်းနည်းလေးရှမ်းမြောက်တိုက်ရတော့ခက်ခက်ခက်တိုက်အောင်လို့ချအားပေးတယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးအားပေးဂျမ်ပရိုမိုးရှင်းမှာပေးပလိုက်လို့ရတယ် ော်တိုင်းမှုပေါ့စစ်တိုင်းမှုအရာယူပေါ့ပြီးလိုက်ဘူးမူကြီးရတယ်ပြီးလို့ဘူမူကြီးကိုချက်ချင်းတက်နေငါဟိုဘူမူကြီးဘူမူကြီးဘူမူကျုပ်ဘူကျုပ်ဘူကျုပ်ဆိုတော့20လောက်ကိုဘူမူကြီးနဲ့ဘူမူကျုပ်ကို20ခေါ်ပြီးလို့ဘူကျုပ်တက်ပြီးမယ်ကွာမင်းတိုင်းလို့စစ်တိုင်းတိုင်းလို့ကမရအောင်တက်လိုက်ဆိုရင်ခင်ဗျအဲ့ဒီဘူမူကြီးဆင်ပုတ်ကိုယ်တွေလေတိုင်းမှုဖြစ်ဖို့တော့တိုင်းပါမယ်တကယ်ကိုစစ်တိုက်တော်စစ်သားတွေရှိတာဟုတ်ပြီအဲ့လိုညံတိုက်ယူနေမယ်အဲ့လိုတိုက်မဲ့ကောင်တွေကြီးရရှိရှိပေမဲ့လေမင်းအပါကရန်ကုန်ကြောက်နေမှာသူရင်ရထုတ်ကိုလွတ်မဲ့ကောင်တွေကအများကြီးနော် ဆိုတော့ဒါဘူဇူဘူကြီးအဲ့လိုပြောခဲ့တယ်ဆိုရင်တကယ်ကောင်းတယ်ဟိုနလုံချိုကြီးကိစ္စနဲ့ဆက်ဆက်လို့ပါ night time တင်းရင်လုံချိုကြီးနဲ့ပတ်သက်လို့ तू ကဒီ foreign နဲ့မှ तू ပြောခဲ့တယ်ဒါပေမဲ့ तू तू သူ့ကိုသူတို့ကလုံတိုက်နေတာတော့မဟုတ်ဘူးသူတို့ကတော့ဖိတ်ခေါ်နေတယ်ဒါပေမဲ့တစ်ဖက်ကတော့သူတို့ယူဆမတူတဲ့ခါသူတို့လာတိုက်တယ်ပေါ့ဒါမျိုး तू ပြောတယ်တယ်မလားမတိုက်ဘူးလားအမကြီးတို့တေချာကြီးတို့တာမထမ်းဆောင်နေပါတယ်အင်းကျွန်တော်ညီကိုတွေအကုန်လုံးတန်ဖို့ဒီခါရလေးကိုတော့မနေ့ကူကောက်ညကူကောက်တော့အင်းယူပေးပါ ဘေးရွနေတဲ့ကောင်တွေကဟမ်ကျွန်တော်လည်းဒီထဲမှာကရွနေပါတယ်အင်းကြည့်ဦးကျွန်တော်တို့ရှေ့တန်းမှာအနေအကင်းစီကတော့ဒီကလာလေးရှိပါတယ်အင်းဟမ်တန်းတဲ့ကလာလေးလည်းရရင်ရသလောက်ယူကြဖို့အကျိုးမျိုးပေါ့ကျွန်တော်ကတော့တမူရီကလာလေးယူတယ်အထနာမီတန်ကလာလေးယူပါတယ်အင်းဟမ်ဆွေးညီကလေးအားလုံးအားလုံးလေးစားပါတယ်အကားတော့လေး တာရနာကြီးနော်ဒီကောင်ကတော့အမအခုမှလက်ခံသွားတကယ်တမ်းပြင်ဆင်တာဒီမှာအပေါ်ဆုံးနေရသူကတာရနာပြုတ်မင်းအစ်စ်နော်ကုန်းစင်းတော့တခုမေးလိုက်မယ်အမဆန်ဘလောက်လဲအိုးဖျားဖျားဒီဘလောက်လဲအမလီဘုတ်တော်เออได้ที่ไทยไปมาค่ะจ้ะโอ้พญาแกก็เกรอหมู่ว่ะเอ้ยไม่เลยพญาตาล่ะญาติงาเปลี่ยนทอดเลยมา ညာကမျိုးစုံဆိုရတာတော်တော်လေးကတစ်ပတ်ကကိုမမနာရအောင်ဒီလားညာထွက်လို့ရှင်လေခိုးစိုးလူနိုင်ကြအမှတမျိုး ပေါ်သာဆွဲခင်ရမှာတမျိုးဘုနာချောင်းပြင်မလားဒီဘုံကွဲမှာကိုကြောက်တာတမျိုးခင်ရတရားတာတာအရင်တော့အမြန်လေးခီးသွားပြီဆိုရှင်လေးတချင်းရဲ့အကျဲဖွင့်ပြီးတော့မှလေးမကျက်တယ်တော့တက်သွားတာအခုတော့ရှိတဲ့မြပရိပတ်အနေနဲ့ကင်းစီးချအဆုံးဖွင့်ပြီးမှသွားတာနော်ဟာတာတာပြုတ်မင်းနဲ့တောင်းမစော်ကနဲ့လေအရင်ကလေဘေးလူငယ်မှဖျားတာလေဆိုတာမြေအခုတော့လူငယ်တိုင်းနေတရားမှာကိုဆက်ကိုရောက်ကဖျား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 တာအာရနာဆိုရင်ရှိချင်စော်ကနဲ့စော်ကနဲ့ ြောပြတာပြောပြတာเนาะဆိုတော့ဒီဟာကအခုနအရင်ဆုံးပြောတဲ့ကောင်ကတော့အမဘေးရွံ့နေတဲ့ဆိုတဲ့ကောင်ကတော့အခုချိန်မှာဆိုလို့ရှိရင်ဘလော့ခင်းမှာဖန်ခံရတယ်လို့သိရှိရပါတယ်ဖန်ခံရပြီးတော့သိရှိရပါတယ်ဘလို့ပဲအာဘရားစာပေးရွရွမမရတော့ဘူးမကေနန်တော့မကေနန်တော့ဘူးဆိုတော့ဒီဟာကအာစစ်တပ်တွေရဲ့အခြေအနေနောက်တစ်ခုကစစ်တပ်ကအမင်းကွန်းမှာရှိတဲ့အဖိုးတန်းเนาะအာဘရားဖိုးတဲ့နေရာအာစီတီတူကိုစစ်ကောင်စီကဘလူတွေအာတက်ခတ် ဖြိုဖျက်နေလဲဆိုတော့ကိုကျွန်တော်နဲ့တူမြန်မာနောက်ကတင်ဆက်ပေးတာကိုကျွန်တော်တို့ကြည့်ကြည့်အောင်နော်ဆိုတော့ဒီဟာကအာဒုတိယကဘာစစ်မှာတော့မှအာဇုံဝကမထီးတဲ့နေရာကိုစစ်တကလိန်ရင်တွေနဲ့နည်းနည်းကြီးတွေနဲ့အပြစ်ခတ်နေလို့သိရှိရပါတယ်နားထောင်ကြည့်အောင်ရှေးအောင်ရင်ကျင်းမှုမွေးနေ့ဖြစ်တဲ့မင်းကွန်ဒေတာကိုစစ်တကလိန်ရင်နဲ့ဘုံကျဲပြစ်ခတ်ခဲ့တာကြောင့်တာသနီကအဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့ပြီး မြောက်ဖက်ဝက်လက်နယ်စင်ငိုင်ကြီးရွာကိုလည်းဘုံကျဲခဲ့ရမှာဒေသခံစေးတုတ်သမား3ဦးထိခိုက်ဒဏ်ရရှိခဲ့တယ်လို့စုံသန်းသိရှိရပါတယ်။မလ19ရက်နေ့ည7:00နာရီချိန်မှာ ရှေးရောင်မွေနစ်မင်းကွန်းဒေသညသိန်းနံစေရီနီကိုစစ်လျင်နဲ့ဘုံတလုံးလာရောက်ကျဲချခဲ့ပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။မင်းကွန်းပထိုးတော်ကြီးအနောက်ဖက်ရှိအဘယရွှေကူချောင်းနဲ့အောင်မြေဘုံကျော်ကျောင်းတုံမိုးတွေပြစ်ခတ်ခံရပြီးထိခိုက်ပျက်စီးခဲ့တာ အဲ့ဒီနေရာနီးတာသနီကအဆောက်အဦရှိတဲ့မနောမယတောင်ထိပ်ကိုလည်းဘုံကျတဲ့တွေ့အဆောက်အဦမှန်တချို့နဲ့ရေကန်ပျက်စီးခဲ့ပါတယ်။อืมတိုက်ခိုက်ခံရတဲ့တာသနီကအဆောက်အဦနေရာတွေဟာမကြသေးခင်ကအင်အားတရာနီးပါးနဲ့စစ်ကောင်စီရဲ့ပြူတက်ဖွဲ့ဝင်တွေအထိုင်ချဖြန့်ကျက်တဆွဲခဲ့တဲ့စခန်းဟောင်းနေရာတွေဖြစ်တယ်လို့သိရပါတယ်။อืมပြူကောင်းဆောင် ပောက်ကိုတော်ဆိုသူကတော့တာသနီကအဆောက်အဦတွေကိုစောင့်ရှောက်ခြင်းဖြစ်တယ်လို့မကြခဏပြောဆိုလို့ရှိပါတယ်။ အဲ့ဒီသာသနီကအဆောင်တွေမှာမင်းကွန်းခြေဆိုင်ပြူစောထီတွေတက်ဆွဲထားပြီးနီးနာကြေးရွာတွေကိုမကြာခဏဆိုသလိုစစ်ကြောင်းထိုးမိရှို့မှုတွေပြုလုပ်လေးရှိတယ်လို့ဒီသားကဏီကပြောပါတယ်။အင်းရှေးအောင်စေဒီပထိုးတွေတမိုင်းဝင်မင်းကွန်းခေါင်းလောင်ကြီးနဲ့မြမလက်မှုပညာလက်ရာတွေကြောင့်နာမည်ကျော်ကြားတဲ့မင်းကွန်းဒေသဟာစစ်တဲ့အာဏာမသိငင်ကပြည်ရင်းသားမကပြည်ပခီးသွားတွေကိုဆွဲဆောင်ထားနိုင်တဲ့ဒေသဖြစ်ပါတယ်။ မင်းငုံဒေတာဟာသာသနာနယ်မြေဖြစ်တဲ့တွေဒုတိယကမ္ဘာစစ်ကာလမှာပင်ဗြိတိရှားကိုလိုနီတပ်တွေကတိုက်ခိုက်မှုတွေလှုပ်ဆောင်တာမျိုးမရှိတဲ့တွေနေနေရဲရဲမှာစစ်ဝေးရှောင်အများပြားခိုလုံကြရာအရက်ဖြစ်ပြီးခုခါမှာစစ်ကောင်စီတပ်ကအခုလိုဘုံကျဲတိုက်ခိုက်ခဲ့မှုပေါ်ရှုံချတဲ့ကြောင်းဒေတာကန်တွေကလူမှုကွန်ရက်မှာဝေဖန်ရေးသားလျက်ရှိနေကြပါတယ်မင်းငုံဒေတာအနီးစင်ရဲခေါင်တီလာတဲ့မြကန်တဘေးကြေးရော်တွေဟာ ခီးသွားဧည့်သည်တွေကိုမိတင်းကလုတ်ကင်စားတော့ကြရပြီးခုခါမှာတော့စစ်ကောင်စီရဲ့စစ်ကြောင်းထုံးမှုတွေနဲ့တိုက်ပွဲတွေပက်လယ်ဝိုင်းနေတဲ့အခြေအနေတွေကြောင့်အများစုဟာနေရက်ကိုစွန့်ခွာကုန်ကြတယ်လို့သိရပါတယ်။မင်းကွန်ဒေတာဟာစကိုင်းမြို့ရဲ့မြောက်ဖက်ချင်းမန္တလေးမြို့ရဲ့အနောက်ဖက်မှာတရှိပြီးမန္တလေးမြို့နဲ့ AR မြစ်သာချပြီးတော့ပက်ချာလယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်မင်းကွန်မှာလည်းစစ်ရေးစစ်ငွေတန်းလာနေပါတယ်။ ။မိဂရက်နေနှစ်လပိုင်းကစပြီးမင်းကုန်းဒေသမှာပြစ်ခတ်တိုက်ခိုက်မှုတွေစတင် ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမကြာခဏပြစ်ခတ်ခံရမှုတွေရှိလာခဲ့ပါတယ်။မလ20ရက်နေ့မနက်9:00နာရီခွဲချိန်မှာမင်းကုန်းပထိုးတော်ကြီးမြောက်ဖက်15မိုင်ကွာမှာရှိတဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်စင်ကန်ရွာကိုလေစစ်တပ်ကလေရင်နဲ့ဘုံကျဲခဲ့ပြီးရွာစည်တီကိုဆေးတုံနေတဲ့တက်လက်ပိုင်းအရွယ်ရွာသား3ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့စင်ကန်ရွာသားတူကမြန်မာနောင်းကိုပြောပါတယ်။ ်ရွာစေးဒီမှာဆေးတုပ်နေတာဘုံကစေးဒီပေါ်ကျပြီးအုတ်တွေမှန်ပြီးထိတာတန်ရာကတော့မစိုးရင်ရဘူးလို့အဲ့ဒီမျိုးသားကပြောပါတယ်မင်းကုန်းဒေသမြောက်ဖဲဝက်လက်မျိုးနယ်တွင်ပါရှိတဲ့စစ်ကန်ရွာကိုစစ်ကောင်စီကပြီးခဲ့တဲ့မတ်လ16ရက်နေ့ည10နာရီကျော်ချိန်ကလည်းလေရင်နဲ့နှစ်ကြိမ်ဘုံလာရောက်ကျေးချခဲ့တာကြောင့်အသက်80ကျော်ဖိုးဖွားနှစ်ဦးအသက်30ရွယ်မြို့သမီးတူနဲ့လာသားရွယ်ကလေးတူတို့တည်ဆုံခဲ့ရပါတယ် စင်းငိုင်ကြီးရဟာတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မရေယာမြို့နယ်နောက်ချမ်းတပန်းတောင်းရွာနဲ့ ARI မြေတားချပြီးကက်လျက်တရှိပါတယ်။ဒေသခံတွေဟာစိုက်ပျိုးရေးကိုအဓိကလုပ်ကင်ကြပြီးအင်ဂျီရာကနန်းရှိတယ်လို့သိရပါတယ်။တော်လင်းစတင်ခဲ့တဲ့ချိန်ကစင်းငိုင်ရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့မှုပြီးခုခါမှာတော်လင်းတပ်တွေရှိနေတယ်လို့စစ်ကောင်စီကယူဆကဘုံကျဲနေတာဖြစ်နိုင်ကြောင်းမင်းငွန်းဒေသမှာအမိမဖော်လို့တဲ့တော်လင်းရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။အင်း င်းဆိုင်ကကြတော့သူအဖွဲ့ကြီးဆက်ကြည့်ထားကြတာ။ဆိုတော့ဒေါ်လေးစားပြီးတော့ဒီလက်ထက်ကဒီအဝေးဒီနေရာချင်းမှာလည်းတော့ကိုင်းနေတဲ့တော့ဒီစင်နာရီဒါတို့ကြိုးပြတာကအဲတက်ကြည့်လို့ရတယ်။ဒါတော့အဲ့ဒီကြာရောပေါ့ပေါ့။ဘာမင်းဘာဒီအများကြီးကိုအချိန်ရတယ်လို့ကြောက်ပြီးတော့ကြီးတယ်စစ်ကောင်စီဟာတော်လင်းတပ်ဖွဲ့ဝင်တွေခိုးအောင်းနေတယ်လို့ယူဆပြီးစာတင်ကြောင်းတွေတာသနာဆောက်အုံတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေတာပါ ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်တော်လန်ရေးတက်ဖွဲ့ဝင်နေတာမကဒေသခံတွေလည်းထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။မင်းငွန်းဒေသတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကတစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူးခင်ဗျာ။ကဲဆိုတော့ဒီကတော့မြန်မာနောင်တရင်ဌာနကအခုစစ်ကောင်စီကမင်းကွန်းမြို့နယ်မှာရှိတဲ့ဘိုးတန်နော်အဘိုးတန်အရှေဟောင်းပစ္စည်းတွေကိုစေဟောင်းအဗျာဖို့တွေပေါ့နော်ဆိုတော့ဒီဟာကို လေရင်တွေနဲ့စလစ်လက်ကြီးတွေနဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့အာတင်ဆက်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုမင်းနဲ့ကြည့်ရှု update နေကြတဲ့တို့လည်းဗီဒီယိုများအားလုံးကိုလည်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ